ကျွန်တော်ရဲ့ပထမအဦးဆုံးခီးစဉ်ဖြစ်တဲ့ဥထရာဟင်ချခေါင်းရိုက်ခီးကိုကျွန်တော်ရဲ့ဘောရာတငယ်ချင်းနေနဲ့သွားကြအောင်ဖြစ်ပါတယ်ဗျ။ဘာကောင်မျိုးနဲ့ကီလိုမီတာ900ကျော်လောက်ဝင်တဲ့တောင်တန်းတနေရာပေါ့ဗျာ။အားလုံးမင်္ဂလာပါဗျာ။ ုဆိုရင်ကျွန်တော်အချိန်က3:55ရှိပြီကျွန်တော်ဘော်ဒါရီနဲ့ non-tapuli မှာချိန်တာ4:00ပေါ့နော်နှစ်နေအောင်တော့ကြာနေကဲသွားလိုက်ရအောင်ကျွန်တော်ထင်ထားတဲ့အတိုင်းပဲဗျနောက်ကြခဲ့ပြီဗျနားမှာ GPS လေးကြည့်နည်းနည်းမှားသွားလို့ဗျလမ်းလေးမှားပြီးတော့ အချိန်ပေးလိုက်ရတယ်ဗျာမကျွန်တော်လာတော့ကြတော့ဟုတ်မနက်၄နာရီချိန်လာလားရှိတယ်မကျွန်တော်၄နာရီ7မိနစ်လောက်မှရောက်တယ်ဗျာခင်ဗျာမမမီတော့လားကျွန်တော်နွန်တပ်ပူလီစီဆိုင်ကနေအလုံးပေါင်း၄စီပေါ့နော်စထွက်ပြပါပြီကျွန်တော်နောက်စီဆိုင်တဆိုင်မှာကိုတယောက်စောင့်နေပြကိုကိုလူကျော်ပေါ့နော်ကိုလူကျော်ကင်မရာမန်ပေါ့ကျွန်တော်တို့ဖွဲ့ရအခန့်ဆုံးကိုကြီးပေါ့ အဲဒီကို sound တဖြစ်ပါတယ်ဗျာအဲဒီကိုကျွန်တော်တော့ call မယ်တော့ကြိုမယ်ဗျာပြီးရင်ကျွန်တော်ဒီကနေစထားမှာဗျာအကိုတယောက်ရှိတဲ့ season ရောက်ခဲ့ပြီဗျာဒီကိုကတော့ sound နဲ့ပဲနားမလဲတော့ကျွန်တော်လည်းမသိဘူးဗျာဒီဆိုင်မှာကျွန်တော်စီတော့မထည့်တော့ဗျာကျွန်တော်စီရနှစ်ရက်တော့ကြည့်ရကျွန်တော်စီထည့်ထားတာဆိုတော့စီတွေအပြည့်ပဲရှိသေးတယ်ဗျာခိုးရောက်မှပဲတစ်ခါထည့်တော့ တခါမှမကြုံဘူးမဆုံဘူးတဲ့ပေါ်လာတယ်နဲ့ကျွန်တော်ခင်ကွင်းရလို့အရာကိုမှပြောမိပါတယ်ဗျကျွန်တော်တို့ပုံမှန်ဆိုရင်တယောက်နဲ့တယောက်နဲ့တိကျမှာမဟုတ်ပါဗျဒါမဲ့ဒီလိုဝါသနာတူတဲ့ဒီကိုလေးဒီလိုချိန်မှာဆုံခွင်းရတာရန်ကုန်မှာအာပျော်ရတာပေါ့ဗျမိတ်ဆွေကောင်းလည်းအများကြီးရခဲ့ပါတယ်ဒီကြီးမှာပေါ်လာတယောက်စီဖြစ်တဲ့စောင်းရင်စကားလေးပဲပြောတယောက်တယောက်နှုတ်ဆက်ကြပြီးတကလာကျွန်တော်တို့ ခီးဆက်ဆက်ကြမှာဖြစ်ပါလေဗျာဒီတစ်ခေါက်တော့အာဒါလိုက်ပဲလို့ထင်တယ်ဗျာကျွန်တော်တို့တောင်ချီရောက်မှာပဲအာစီဖြည့်တော့မှာဗျာကျွန်တော်လည်းအဲ့တော့ဖြည့်ရောက်မှာပဲစီဖြည့်ရမှာအခုကကျွန်တော်စီရတယ်အများရွေးရှိတယ်ဆိုတော့မဖြည့်ရဘူးဗျာခူရောက်မှာမကျွန်တော်တစ်ခါလည်းဖြည့်လိုက်ကိုယ်တော်ကိုယ်တော်ရလာတယ်ဒီကိုတော်ရလာတယ် စီဆိုင်ကနေစထွက်လာပြီးသူဆိုရင်မနက်9:00နိုင်ပေါ့လားမူလင်းတဲ့အချိန်ရောက်တော့ကြာအာကျွန်တော်အခုနှစ်ခွန်နိုင်ရုံမှာပဲရှိပါတယ်ကြာနောက်ထပ်တနိုင်လောက်တော့မောင်းရအောင်လည်းထင်ပါတယ်ကြာမူကလည်းလင်းတော့မှာကြာမလခင်ရဲ့စတရားကြည့်လိုက်ကြပါဦးကြာကျွန်တော်ကအဆုပ်လေးနဲ့တော့ဘလောက်လားကြာဒီမှာဆိုဘလောက်များလားဆိုတော့တွေ့ရကြည့်လိုက်ကြတော့ကြာ ောက်ထပ်နိုင်ဘက်လောက်ဆိုကျွန်တော်တို့ဥထရာရဲ့တောင်ချီကိုရောက်တော့မှာဖြစ်ပါတယ်။အဲဒါကြောင့်မို့ကျွန်တော်စီဖြည့်မှာပေါ့ဗျာစီအပြည့်ဖြည့်လိုက်မှာဗျာ။အပေါ်မှာစီဆန်းရှိလားမရှိလားမသိကြတဲ့အတွက်ကျွန်တော်စီအပြည့်ဖြည့်လိုက်မှာဖြစ်ပါတယ်။တကယ်ကျွန်တော်တို့စီတွေလည်းအပြည့်ဖြည့်ပြီးပြီဆိုတော့တောင်ပေါ်ဆက်တက်ပေါ့ကျွန်တော်တို့တောင်ချီကိုသွားမှာဖြစ်ပါတယ်ဗျာ။အာနောက်ထပ်နိုင်ဘက်လောက်မှာတော့ 后去咬伊呀，伊也来得倒流传伊呀，伊伊老鼠也倒。 ဆိုရင်ကျွန်တော်တို့တောင်ချီကိုရောက်ပါပြီဗျအချိန်ကတော့ဖြစ်6နိုင်ခွဲ9နိုင်ထိုးကနေပါဗျဒါကတော့တန်ပတ်ကြည်မနော်ကျွန်တော်ပတ်ကြည်ပချံဝင်တာဖြစ်ပါတယ်ဘုရားဟင်ချတောင်ပေါ်တက်ခွဲကျွန်တော်တို့တမဖြတ်ကြပါဗျတမစီကတော့တယောက်တည်းဆက်ကဲမတော်ရင်ပြည့်စုံပါဗျာနိုင်ငံသား60ပြရပါတယ် ကျေကျွန်တော်လက်မှတ်တွေလည်းဝယ်ပြီးတော့ပြီဆိုတော့ဒီမှာကျွန်တော်တို့လူစုကြမှာဗျရှင်းဆက်သွားဖို့ကျွန်တော်ဒီမှာလူစုကြမှာ ဲမှာရှိတဲ့စာတောက်ဖို့ပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့တောင်ပေါ်ရောက်ပြီဆိုတော့အဘိုးလေးဖွားတယ်ကျွန်တော်တို့ခွင့်တောင်းမှာဖြစ်ပါတယ်နော်ကဲအဘိုးလေးဖွားတယ်ကျွန်တော်တို့ခွင့်တောင်းပြီးပြီဆိုတော့ကျွန်တော်တို့နောက်ထပ်တစ်နေရာကိုကြီးဆက်မှာဖြစ်ပါတယ်ဗျာအဲ့နေရာကတော့အာပါတီယုတ်တိုင်လို့ခေါ်ပါတယ်နော်ပင်လယ်ကြီးအမြင့် ပေတထောင်ထပ်မှရှိတယ်တူဒီတော့ကြောက်ဖြာပါဗျာဖာတေးတိုင်းလို့ခေါ်ပါတယ်မြန်မာလိုပြန်လို့ရှင်းအထီးကျန်နေတဲ့ကြောက်ပါပါဗျာကျွန်တော်အင်းညာသွားကြမ်းဗျာ ဆိုရင်ကျွန်တော်ဖာတယောက်တိုက်ကိုရောက်ပါပြီဗျာကျွန်တော်တို့ဒီမှာဆိုင်ကယ်ရကြမယ် ဒါကတော့ဘာတယောက်တိုက်ကိုဆင်းရမယ်နာမည်ပဲဖြစ်ပါလေဗျာဒီမှာလူတွေအများကြီးနေကျွန်တော်လာတာနေနဲ့နေနေတိမ်ပင်လေကတော့မရှိတော့ထင်ပါရဲ့ကလန်းကတော့ဘယ်ပချမ်းနဲ့ညာပချမ်းရှိတယ်ဗောနော်ဒီဘယ်ပချမ်းကတော့ဆင်းပြီးပြီးတော့ညာပချမ်းကတော့တက်ပါအောက်ဆင်းသွားရအောင်ကျွန်တော်ဆင်းသွားမှာပြအောက်ဆင်းသွားရအောင် ်ကျောင်းကဘာရဲ့အမြင်ကတော့ပင်လယ်ပြင်ကြီးမြေပေတထောင်မှာရှိတယ်ဗျာအရှိအပြည့်446စင်တီမီတာဘလို့ကျွန်တော်တို့အောက်ဆင်းကြည့်ကြရအောင် ียนตายย่างนี้สีน้ำหงฉันเอาลูกนั่นเองนอกจากตัวเต็มเป็นเลยก็รำมมีเท่าเปล่านอกพีมูก็เลยไม่อยู่อาบุสรอเต็มเป็นเลยไม่ชช่เว้ยฉันเอาลาเลยค่ะมองมาไปอีซีจะเข้าลาวไหมเปล่า

တိုင်ကနေကျွန်တော်အပေါ်နည်းနည်းဆက်တော့ဆက်တတ်သွားမှဆိုရင်ကျွန်တော်တို့ဖာတောင်ကြိုင်ရှိပါလေဗျအဲ့ဒီဖာတောင်ကြိုင်ကိုကျွန်တော်တွားကြမ်းဗျဒီဖာတောင်ကြိုင်ကလည်းခေါင်ကြိုင်ရဲ့ highlight တနေရာဖြစ်ပါလေဗျကဲတော့ကျွန်တော်တို့တွားကြရအောင် my chest uh, going insane အဲဒီတော့ကျွန်တော်ပါတောင်းကြရတဲ့နေပြီးတော့ဖြစ်ပါလေကဒီညမှာနာမည်ရှိတဲ့ကျုပ်ထမင်းဆိုင်လေးရှိပါလေပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ကျုပ်ထမင်းလေးဝယ်ပြောအာဒီခုံထမ်းလေးမှာပေါ့နော်ရှေ့ကခုံထမ်းလေးမှာထားပြီးတော့ဒီယူကြည့်နေတဲ့စားတဲ့ဖြစ်လင်းလေးပေါ့နော်အခုကျွန်တော်ကတော့ဒီကျုပ်ထမင်းရတာမဝယ်တော့ပြောပြီလို့ဆိုတော့လူရမ်းများတာမစောင့်နိုင်တော့ဗျထမင်းရတဲ့တော်တော်စားနေပြီဆိုတော့ကျွန်တော် မဝဲစားတော့ဗျာခေါမပဲစားခဲ့လိုက်တယ်မမစားတော့ဒါကတော့သူ့ရဲ့ view လေးပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဒီနေရာလေးကတိမ်ပင်လေလို့ပေါ့ဗျာတိမ်ကြီးကြီးကျွန်တော်တို့ဒါသမင်းစားရတဲ့တိမ်လေးကြီးပြီးအဲ့လို view လေးပေါ့နော်အဲ့လိုဖြည့်တင်လို့ရတယ်ဗျာဘယ်ကဒီတအားပူတော့တိမ်နေမရှိတော့ဗျာခဲကျွန်တော်လည်းဒီမှာတက်ဖမ်းလိုက်မခဏလေး ကျွန်တော်ဒီညမှာဒီလိုလေးလည်းကြည်တက်ပုံလည်းရိုက်ပြီးတော့ကျွန်တော်နောက်တစ်ညဆက်သွားကြဖြစ်ပါလိမ့်ကြာဒီညကတော့အန်ကက်နာမခေါ်ရကြအာဒီလောင်ကမ်းပါတော့အဲ့ညကျွန်တော်သွားကြပြောင်း Take me down Okay အခုဆိုရင်နောက်တစ်နေရာဖြစ်တယ်ကျွန်တော်တို့အန်ကပ်နမ်ကိုရောက်နေပါပြီဗျဒီနေရာကလည်းဥထရာဟင်ချရဲ့လိုက်တဲ့နေရာဖြစ်ပါတယ်ဗျဒီဆောင်ကမ်းမှာတော့ကျွန်တော်တို့ကဟိုမှာဆင်းပြီးတော့ဗီဒီယိုတွေပိုင်းရိုက်တဲ့ပုံတွေပိုင်းရိုက်ကြမှာ ายพยายามแล้วดีลองแเย้าหน่อยสิดีมาสิเด็ดตะเป็นนั้นตะปงใหญ่บุ๋มมีจามาในเดียดีต้องอธิการไฮไลท์พี่ปาเลยใหญ่ดีตเป็นเยอะแต่ก็นอนแล้วเซมีตะพังอะไรมานี่ย ျွန်တော်တို့ရောက်နေတဲ့အချိန်ကနေရမပူပြတော့ကြောရရန်ကုန်မှာတပွန်ရလို့ကောင်းပါလေဗျာနေမပူဆိုတော့ဒီလိုရန်ကုန်ရှေ့ပဲလာတယ်တကယ်လို့ကမိုးလေးပဲကြွာလိုက်မဆွေတင်ညာလေးကစိမ့်ကြတော်တော်လေးကိုရှေ့လာတော့ဗျာအဲ့ ြေလောင်ကမှာတပ်ပုံတွေပါနေပြိုင်ပြီးပြီဆိုတော့နောက်တစ်နေရာဆက်သွားမယ်ပြောရပါကြ။ဒီနေရာကတော့ကော်မော်ဆမ်စီပဲဖြစ်ပါလိမ့်ကြ။ကီလိုမီတာ30ပဲကျွန်တော်ဒီနေရာကောင်းပြအဲ့နေရာကကျွန်တော်ရဲ့နောက်ဆုံးနေရာဖြစ်ပါလိမ့်ကြ။အဲ့နေရာပြီးရင်ကျွန်တော်တောင်အောင်ပြန်ဆင်းကျွန်တော်ပြန်มาပြောပါလိမ့်ကြ။ဒါကြောင့်သွားကြရအောင်။ ဆိုရင်ကျွန်တော်တို့ရဲ့နောက်ဆုံးနေရာတနေရာဖြစ်တဲ့ကော်မော်30ပို့တော့ရောက်ဖြစ်ပါတယ်ဗျ။အဲဒီမှာကျွန်တော်ဆင်းပြီးတက်ဖို့နေပါရတယ်ဗျ။ဒီမိတာကောင်းယူ။ညမင်းတိုင်မှာဖြူရီယာရှေကိုလှတော့ကျွန်တော်တို့ဆလပူလီကနေဝင်လာမယ်ဆိုရင်ဒီနေရာကတော့ပထမဆုံးရောက်မယ့်နေရာပဲဖြစ်ပါလေဗျ။ကျွန်တော်တို့ကပတ်တင်ပူလီကနေဝင်လာတာဆိုတော့နောက်ဆုံးနေရာပေါ့ဗျ။ ကျွန်တော်တို့တောင်ပေါ်ရဲ့အလှတရားတွေကိုအပြည့်အဝခံစားပြီးကြတော့ကျွန်တော်တို့တောင်ချီကိုဆင်းတော့မှာပဲဖြစ်ပါလေကြာဒီနေရာရောက်ကြောက်တိုင်လေးနဲ့တက်ပေါ်ရိုက်ဖို့ကြာနေတော့ကျွန်တော်အခုဆိုရင်တောင်အောက်ကိုပြန်ဆင်းနေပြီဖြစ်ပါလေကြာကျွန်တော်တို့ရဲ့နောက်ဆုံးဒီကိုတော့တောင်ချီရောက်မှပဲအဆုံးတက်လိုက်တယ်မယ်ပြကျွန်တော်တို့တောင်အောင်ဆင်ကြရအောင် ျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားနဲ့အဆုံးထိကြည့်ပေးခဲ့တဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရ။ဗမာတီဘူးဆိုရင်ကျွန်တော်ရဲ့ Facebook ကိုလည်း Like and Follow လုပ်ပေးသွားပါအောင်ဗျ။ကျွန်တော်တို့ Twitter ချင်းရဲ့အမေတာရာကလည်းပြည့်စုံနေကြပါလိမ့်မယ်။ဒီလိုအများကြီးကြောက်ကြပါလိမ့်မယ်။ပေါ်တဲ့ဒီလည်းအများကြီးရတာတကယ်ကျင်းတဲ့အများကြီးရပါတယ်။အများကြီးလည်းပြောခဲ့ပါတယ်။အမြင်နဲ့အများကြီးကျေခဲ့ပါတယ်ကြ။ ့ငူးရတဲ့ဆက်ပွားငူးတဲ့ပါလေကြာကျန်းမပြောပါလေကြာနောက်ထပ်ပြောမှလည်းပြန်ဆုံကြမယ်ပေါ်တာကျွန်တော်တို့တောင်းချင်ရှင်ကြရအောင် ဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့တောင်ချီကိုရောက်လာပါကြတာကတော့တန်ဆလာပူလီပေါ့နော်ကျွန်တော်ဆလာပူလီကနေပြန်ထွက်တာပဲဖြစ်ပါတယ်ဗျာကဲကျွန်တော်ရဲ့ခေါင်းရိုက်တရက်ခီးစဉ်ကတော့ဒီမှာပဲမိကုံထုတ်လိုက်မယ်ဗျာကျွန်တော်ကြည့်ရှုပေးခဲ့တဲ့တူတယောက်ချင်းစီတိုင်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျ။ဘာမကြည့်ဘူးဆိုရင်ကျွန်တော်ရဲ့ Facebook လေးကိုလည်း follow လုပ်ပေးကြပါအောင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။ see you again. Bye bye.